တွင်းစီညီညွတ်သောတမကများအဖွဲ SDUM ရဲ့ဦးဆောင်သူဖြစ်တဲ့ဒေါ်မျိုးမျိုးအေကိုစွဲဆိုထားတဲ့အမှုတွေကိုပြန်လည်ရုပ်သိမ်းနေဆိုပြီးစစ်ကော်မရှင်ကပြန်လွှတ်ပေးလိုက်ပေမဲ့တရားစစ်တီးရင်ဆိုင်နေရတယ်လို့ SDUM ကသတင်းထုတ်ပြန်ထားပါတယ်။ဒေါ်မျိုးမျိုးအေကိုမူလစွဲဆိုထားတဲ့အမှုတွေကိုပြန်လည်ရုပ်သိမ်းတဲ့အမိကြောင့် အောက်တိုဘာ20ရက်မှာအင်းစိန်အင်ချင်းထောင်အချုပ်ခန်းကနေလွတ်မြောက်လာပြီးရိမ်းမပြဲလဲနေထိုင်ခွင့်ရပြီမဲ့ရွှေပြည်သားမြို့နယ်တရားရုံးမှာတရားရုံးဆက်လက်ရင်ဆိုင်နေရတဲ့အပြင်ခံဝန်ပေးအပ်ဖို့တရားသူကြီးကမှာကြားလိုက်တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ဒါအပြင်ရွှေပြည်သားမြို့နယ်တရားရုံးရဲ့တရားသူကြီးကနောက်ထပ်ရုံးချိန်မပေးမီ SDUM ဦးဆောင်သူဒေါ်မျိုးမျိုးအေးကိုခံဝန်နှစ်ဦးနဲ့ငွေသိန်း30ကိုတရားရုံးကိုယူဆောင်လာဖို့နဲ့ကြက်ကွက်ရင်ထောင်တန်းချမှတ်မယ်လို့မှာကြားက ရုံးကျင်းကိုဒီကနေ့အောက်တိုဘာ24ရက်နေ့ကိုပြန်ချင်းလိုက်တယ်လို့သိရပါတယ်။ဆွဲဆိုထားတဲ့အမှုတွေထဲမှာအသိအဖွဲမပုံတင်ခြင်းဆိုင်ရာဥပဒေပုံမှာ40 41အမှုရဲ့တည့်ရက်လိုရုပ်သိမ်းလွှာကိုရုံးတော်တင်သွင်းရာအဲ့ဒီအမှုကနေဆွတ်ဆွဲခံရသူဒေါ်မျိုးမျိုးအေးတဦးကိုသာရုပ်သိမ်းပြီးကြံကိုဦးကိုတော့အဆိုပါဥပဒေပုံမှာရင်းနဲ့ဆက်လက်အချုပ်နဲ့တရားရင်ဆိုင်ရမယ်လို့ဆိုတာကြောင့်ရုံးချိန်မှာကြံကိုဦးအတွက်အမတ်ခံလျှောက်ထားလောတင်သွင်းခဲ့တယ်လို့ဆိုပါတယ်။ တရားရုံးတော်ကနေခြေကျုံးတဲ့ခံဝန်အမှုအပေါ်ဒေါ်မျိုးမျိုးအင်းနဲ့တီးခြားဆွဆွဲခံရသူဆွဆုပေါင်းရှစ်မှုကနေတပ်တေ၁၈ဦးကိုရုံးချင်းမှာဆက်လက်ဆစ်ဆဲခဲ့တယ်လို့သိရပါတယ် အောက်တိုဘာ24ရက်နေ့ဒီကနေ့ယုံချိန်မှာတော့ SDUM ဘက်ကနေအသိအဖွဲမှပုံတင်အမှုရဲ့အမခန့်လျှောက်လဲချက်တင်သွင်းမှာဖြစ်ပြီးတော့ဒေါ်မျိုးမျိုးအေးရဲ့ခံဝင်မှုအပေါ်အမိန့်ချမှတ်မှာဖြစ်တယ်လို့သိရပါတယ်။ဒီကနေ့အောက်တိုဘာ20ရက်က SDUM ရဲ့ဦးဆောင်သူဒေါ်မျိုးမျိုး၏အပါအဝင်အလုသမားအရေးလှုပ်ရှားသူတွေဖြစ်တဲ့ကိုတနှင်းအောင်မတ်တထားဆွေတို့ကိုစစ်ကော်မရှင်ဘက်ကနေဆွဲဆိုထားတဲ့အမှုတွေအလုံးကိုရုတ်သိမ်းပြီးပြန်လည်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။ 怎么搞柔性嘛？